ားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့မှာတော့ဆရာမကြီးခင်ဆွေဦးရေးသားထားတဲ့တောင်မီးခင်တို့ပြောရာဆိုတဲ့ဝတ္ထုတို့လေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်။ကျမနဲ့တူနှာစင်ခန်းစားကြပါရှင်။တောင်မီးခင်တို့ပြောရာ ခရီးကရှည်လာလေလေတစိမ့်စိမ့်အေးလာလေလေဖြစ်သည်နှင်းငွေကပဲအေးလေသလားမြောက်လေကပဲအေးလေသလားမသိအယိုထီအောင်စိမ့်အေးသလိုထင်မိလေသည်နနက်၈နာရီထိုးကန်နေတော့လေနေအောင်ကကောင်းစွာမပွင့်သေးပေအော်နေကြီးဖြာမှပင်နှွေးတော်မီတကားကီယာကြီးထိုးလျက်မောင်းနှင်ကတောင်လန်းပေါ်သို့တက်လာသောမော်တော်ကားသံမှာ တဝီဝီနှင့်နားထဲတွင်ဆူနေသည်ခရီးသည်တင်လော်လီကားမှကြည်သလောက်အရှိန်ကလည်းပြင်လာသည်ကားထမ်းမှပါလာသောလူတွေတလေကြီးနှင့်ကုံများကိုဘဲသို့တည်ဆောင်လာသည်မသိတရှိန်တို့တည်လာတော့သည်ဒီလိုလမ်းမျိုးကို အမြန်မောင်းနိုင်သောကားမောင်းသူကိုပင်ကြံဖန်ချီကျူးနေမိသည်အင်းရန်ကုန်မှသာဆိုရင်တော့ဒီလိုလမ်းမျိုးကိုမောင်းရင်တိုက်ရင်တိုက်မတိုက်ရင်မှောက်မှာပဲ တို့တွေးနေစေမှာပင်ဥစဉ်ဖေဟာဥစဉ်ကျောင်းသားမောင်ထူအောင်၏ရှောင်းတခင်ခေါ်တန်းသည်ဥပစဉ်၏အတွေးများကိုရက်သွားစေသည်ဟေးဘာရောကွာဟောဟိုမှာကျုံးမင်တွေလားဖေဟာအရွက်ဖားဖားကြီးတွေနေလေအေးတိတ်သားရတာပဲနော်လမ်းတစ်လျှောက်လုံးစိမ့်ဆူနေတာပဲဖေဟာဒီရသည်မှာတိတ်ခွာပန်းတွေလှန်လှန်ပွင့်ဆိုဘယ်မရောဖေဟာတပည့်တော်မတွေ့ရပါလား တနေရာရာမှာတွေ့ရမှာပေါ့ကွာချမ်းရတယ်ကြားတယ်မင်းကတဲစကားများတာပဲဥပဇင်ခေါ်ခံရသူဥကေတရာဤစိတ်မရှိတဲ့ကြောင့်မောင်ထူးအောင်၏အတန်သည်ရုတ်ချီးတိတ်ဆိတ်သွားပြန်သည် စကားလွန်နေဟန်တူသော ရောနှင့်ချင်းခီးတဲ့တို့သည် ကားပေါ်တွင် ပါလာမှန်မသိရအောင်ပင်ခက်မစိလိုက်ပါလာလေသည်စနစ်နှစ်သားရွယ်မောင်ထူးအောင်သာလျှင်အငြိမ်မနေပဲကလေးပီပီလော်လီကထ၌မတ်တရက်ကြည်လိုက် ထိုင်ကြည့်လိုက်နှင့်ရှုခင်းများကိုရင်သက်ရှုမောရင် စကားတူတူပြောလာခဲ့ခြင်းဖြစ်သည်။ကြာရှည်လေစိတ်စိတ်မနေနိုင်ရှာပြီ။ခုတပည့်တော်တို့သွားမှာကချင်းတောင်လားဖေ။အေးအဲ့ဒီကဘာမျိုးဖေ။မင်းတက်မြို့ကြီးကြီးလား။ချင်းဝိဒေတာတိုင်တောင်ပိုင်းချင်းတောင်ခရိုင်ရဲ့ရုံးဆိုင်မြို့ပေါ့ကွာ။ဒီတခါတော့ဥကေတရာက စိတ်ရှည်လက်ရှည်အပြေပေးလိုက်လေသည်။ မောင်ထူအောင်သည်ညာလက်ဖမိုးနှင့်နှက်များကိုတုပ်ရင်းနှက်ရှုံးလျက်အဲ့ဒီမျိုးကတောင်ပေါ်မှာလာရင်အင်းပေါ့အမြင့်ပေလေးတောင်ရှိတဲ့ကုန်းမြင့်လွင်မြေမှာတီးထားတာပဲကြောင်ပြန်ရောက်ရင်မြေပုံမှာရှားကြည့်ပေါ့ကွာတပည့်တော်လာခဲ့တဲ့ကြောက်ထုလေးရင်ပြန်ခွင်းနဲ့ဆိုအဝေးကြီးလာอืมဥကေတရာတီနာများခြေဆက်ရင်တူတောင်းစွာဖြေးလိုက်လေသည် ယမနေ့ကပခုတ်ကိုလေရင်ပြန်ကွင်းတွင်ညနေ9:20မိနစ်20မှလေရင်ပြန်ဆိုင်သည့်ဖြင့်နေကင်းတနေကင်းလုံးလေစိမ့်မိလာကဖျားကျင်သလိုလိုပင်ဖြစ်လာလေသည်6နာရီခွဲခန့်ထင်းသည်ပခုတ်ကိုခရိုင်စောမြို့နယ်တွင်ရှိကြောက်ထုလေရင်ကွင်းရောက်လာခဲ့လေသည်ထက်စစ်မီမရှိသောကြောက်ထုမြို့၌ဤရာထမင်းဆိုင်တွင် ဝင်ရောက်တဲခုခဲ့သည် ထမင်းဆိုင်ရှင်တို့ကသဘောကောင်းစွာအိယာနေရာပေးကြလေသည် မိမိမှာဝိကြောင်ဧည့်သည်မဟုတ်ပေယဟန်အာဂန်တို့ဖြစ်သောကြောင့်တစောင်းတရောင်ပြုစုခဲ့ကြလေသည်တို့ပေမဲ့ခီးပန်းခြင်း ဝန်နေ၌အာဟာရမရှိခြင်း ရာသီဥတုအေးခြင်းတန်တို့ကြောင့်ကောင်းစွာအိမ်မပျော်ခဲ့တို့ပင်မန်းခြင်းတန်ကိုခံနိုင်ရှိရန်စူးစမ်းခဲ့သည်မှာကြာခဲ့ပြီပရာဟိတလုပ်ငန်းများကိုပြုလုပ်ခဲ့ကြပြီမိမိခေပညာတက်ခဲ့သည်ကိုအကြောင်းပြု၍ဆရာတော်သည် ပရာဟိတလုပ်ငန်းများအတွက် မိမိအားညလက်ယုံတခွဲအာကိုကအသုံးချခဲ့သည်မဟုတ်တုံလောမိမိကိုယ်တိုင်ကလည်းဝါသနာပါခဲ့သည် ခရိယံဝါဒီတို့၏သာသနာပြုလုပ်ငန်းမျိုးကိုအားကျခဲ့ပြီး အတက်နိုင်ဆုံးလှုပ်လဲလှုပ်ဆောင်ခဲ့လေသည်ဤကဲ့သို့သောလှုပ်ဆောင်ချက်များသည် အနည်း90ခန်းမြောက်နောက်ကျခဲ့သည်ဟု၍ယူဆပွဲရရှိတော်လေအမြန်နှုံးနှင့်လိုက်ပါကအနည်း90သည်9နှစ်ပမာသာရှိတော်မည်ဟုလည်းအတွေးရင်မိသေးသည် ခီးချမ်းကြီးတွင်ကားကဆောင်သဖြင့်အတွေးရေများလည်းလွင့်သွားပြန်သည်ကြောက်ထူလျင်ခွင်ဤအနောက်မြောက်ဖက်18မိုင်၄ဖာလုံခန့်ကွာဝေးသောခီးကဖဲတော့မြေပြန့်ခီးလိုတသက်သာသာမဟုတ်ပါလေတောင်ကပရံများကိုဖြတ်ဖောက်ထားသောလမ်းဘီတို့တွင်ကတစ်ဖက်ကတောင်နေရန်တစ်ဖက်တွင်ကကြောက်ကဘာကြီးများသာသည်ဝေယုံမင်းများသည်အဟုတ်လာ၍ အနီရောင်နှင့်အဝါရောင် ပြပြေဝေယုံလွှာများစင်မြန်းက အဆိုးအညောင်အဖူးဒဏ်လေးများပြူထွက်နေဟန်မှာတော်အေးဤတာယာရှုမောပွဲကိုဖန်နေလျက်ရှိလေသည်စိန်ဆန်းရေတကောသွေဖြားစီချဟန်ကတောမြန်ဤအလားပါကိုတယုတ်ပြနေသလိုရှိပေသည် ချယ်ရီပင်များယူကလစ်တစ်ပင်များနှင့်ထင်းရှူးပင်များလည်းအစီအီပေါရောက်နေကြသည်ထင်းရှူးပင်များမှာမြင်တွေ့နေကြထင်းရှူးပင်များလို့ 6တောက်တောက်အရာမဟုတ်မှုပဲစိမ့်စိမ့်လန်းလန်းရှိလာပေသည် ဥပစဉ်ဟောဟိုမှာကြည့်ဖျက်မောင်ထူအောင်အထူးဆန်းလှုပ်ပြသောနေရာသို့ကျင်မီသည် ပရေထိုး၍ပလိုင်းခေါင်းနောက်လွဲကတောင်မော်သို့ခြေချင်းတက်လာသောခြေမျိုးသမီးလေးများနှင့်ပလိုင်းထဲသို့မြားရံများထည့်လျက်လေးကိုဆောင်းကဆောင်းကြီးများလွှမ်းခြုံလာသောခြေမျိုးသားများကို တွေ့ရလေသည်ဒီဒေတာတဝိုင်း၌ ဗုဒ္ဓဘာသာကိုးကွယ်သူများသည် ဟုဆိုရတော့လေအယူသေး၍နတ်ကိုဆွေမြဲစွာကိုးကွယ်ကြသည်ဟုဆရာတော်ကမိန်မောခဲ့သည်ဘ ഹു တုတနေပါ၍တိုးတက်မှုများလည်းများစွာမရှိသေးဟုဆိုသည်သူတို့ကိုကြည်ရသည်မှာကျမ်းမာတန်ဆွမ်း၍တော်လိုက်ကျွမ်းကျင်သူများဖြစ်ဟန်ရှိလေသည်ငါးပေမျှရှိသောလေးနှင့်တတုအပြားတက်များများသူတို့များကိုဆောင်ထားကြသည်သူတို့အားမြင်နေရသောအခါ ဥက္ကဒရအခေါင်းထဲတွင်ဤတောင်နှန်းသားများအတွက်သာသနာပြုကြောင်းများတည်ဆောင်နေမိလေသည်မြို့နှင်းများဆိုင်းသည့်ထက်ဆိုင်းလာလေသည်ဘာကိုမှတည်တည်ကွယ်ကွယ်မမြင်ရတော့ပေတောင်ပေါ်ရောက်လေလေအေးလေလေ ဖြစ်လာသည် ဥက္ကဒရသည်ခေါင်းထဲ၌ဝိတဝိစာရာတွေးတောကြံစည်ခြင်းများခိတယနာကဗုဒ္ဓနုတတိကမ္မထံတရားကိုထိုင်ရင်ပွားများလာလေသည်ဗုဒ္ဓအနုတတိ နှာဝါရဲသို့လေရှူသွင်းနိုင်ဗုဒ္ဓဟုမှန်၍လေရှူထုတ်တိုင်းအနုတတိဟုမှတ်မှတ်သွားလေသည်ယဟန်ပြုခဲ့သောဆေဝါအတွင်ဗုဒ္ဓအနုတတိကမ္မထံကိုပဲစီဖြန်ခဲ့လေသည်ဥကိတရာသည်ငယ်ပြုမဟုတ်ပေအသက်30ခန်းကယဟန်ဘာဝင်ခဲ့သည်မှာယခု40တင်တင်ပြည့်ခဲ့ပြီ10နှစ်တည်းဟုသောအချိန်ကာလအတွင်းတွင်မိမိယုံနံနှစ်ပါးခန္ဓာ၅ပါးကိုမြတ်စွာဘုရားသခင်အားအနှံ၍ ဝိပဿနာတရားများကိုလည်းအားထုတ်ရင်းသာသနာရေးများကိုလည်းဆောင်ရွက်ရင်းအချိန်ကိုကုန်ခန်းစေခဲ့သည်ဥပစဉ်မောင်ထူးအောင်ကအလိုက်မတီခေါ်လိုက်ပြန်သည်ဘာရောကွာတပည့်တော်ဖျားကျင်သလားမသိဘူးမျက်စီတွေပူပြီးချမ်းစိန်စိန်နဲ့ဟေးတီတော်မှာကောင်းလေးအားဂယုဒဆိုင်ကြည်လိုက်မိလေသည်မောင်ထူးအောင်၏မျက်လုံးများသည်အမှန်ပင်ရဲရဲနေနေသည် မောင်ထူအောင်ဤနှစ်ဖူးကိုအသာဆန်းသက်ကြည့်ရှုမိတော့မှ ကိုရီချစ်ချစ်တောက်ပူနေသည်ကို တွေ့ရပေသည်။နာတရှုံရှုံနှင့်ဖြစ်နေသောမောင်ထူအောင်အားကြည့်ရင်မင်းညင်ညင်မှထိုင်းလိုက်မလားပဲ။မတက်ရက်လိုက်လာတော့လေးစိမ့်မိတာပေါ့။ရေပြောင်ဒေသပြောင်ရာသီပြောင်မဟုတ်လား။ဂယုဆိုင်ရတယ်ကွ။ခုမှဖြစ်လာတာဖေ။ဥကေတရာကလွေထဲမှဆေးပလင်းကိုနှိုက်ထုတ်လိုက်လေသည် စေးတောက်ပေါ့ဒါပဲရှိတယ်။ခါရစေးလား။အေးဟာမဟာနဲ့တောက်ခရီးကမင်းထင်တယ်လို့ပြောစရာတတတတာခီးမဟုတ်ဘူး။ခိုးတော်ကားအစင်းတဲ့ရှိလို့ကားမရရင် ခြေချင်းလျှောက်ရမှာ။ငါနဲ့လိုက်ချင်အောင်။ခရီးသွားချင်တာလဲမင်းပြင်မရှိဘူး။ဥကေတရာတိနှုံးမလဲမြည်တွင်လက်မဆာဖာနဲ့ ABC ဆေးပြားများကို စက်ကူတဲထဲ၍ကားပေါင်ပေါ်တင်ကားပလင်းနှင့်အသာမှုန်ကျိပြီးနောက်မောင်ထူအောင်အားဆေးကိုရေပူးထဲမှရေနှင့်တောက်စေသည် မောင်ထူအောင်သည်ဆေးကိုကြောက်သဖြင့်စုံဆိုင်စွာယူပြီးမှဥကေတရာအားလေကြောက်ရသည်နှင့်ဆေးကိုတစ်ချက်ထဲမောတောက်ချလိုက်လေသည် မျက်နှာကိုလည်းလိုသည့်ထက်ပို၍ရှုံမဲ့ပြရင်ပခုံးတော်နေသည်အသားညို့ညို့ကရုံးစတောက်မျက်နှာလုံးလုံးမျက်လုံးချင်းချင်း ်နှာရမ်းမြင့်မြင့်နှင့်ကောင်းလေးအားငေးကြည့်နေရမှမျက်နှာသာတည်ကြည်စွာနှင့်မျက်နှာလွှဲလိုက်လေသည်ထို့ကဲ့သို့တန်ရုံးစဉ်နှောင်ကျိုးရစ်ပတ်ဖွဲ့စည်းခြင်းအတွက်ကိုမူဥကေတရာကစူးစား၍ဖြောက်လိုက်လေသည်မောင်ထိုးအောင်အပေါ်တာမန်เจ้าသားတို့အပေါ်ထားယူထားစဉ်ရခင်ပုံမှန်အတိုင်းပြန်၍ထားနိုင်ရန်မိမိစိတ်ကိုဆုံးမလိုက်လေသည် တကယ်တော့မောင်ထူးအောင်နဲ့မိမိပသက်သောအကြောင်းများကို ဆရာတော်တပါးသာလျင်တည်ခဲ့ပေသည်တခြားသူများလုံးဝမရေမိခဲ့ကြပေမရေမိအောင်လဲကင်ကင်နေခဲ့သည် မောင်ထူးအောင်နှစ်ခါလည်းသာမပြေမိကြပင်တင်ကန်းဝစ်ခဲ့သည်ဥက္ကတရာဤအမဖြစ်သူဒေါခင်တီကသူ့တူမောင်ထူးအောင်အာယူမွေးခဲ့သည် တင်ကန်းဝစ်ခဲ့သောအချိန်ကာလမှစ၍မောင်ထူးအောင်ခုနှစ်နှစ်သားထိလုံးဝလှဲ့မကြည့်ခဲ့ပေလောကီကိုညီငွေသဖြင့်ပြပြတောက်တောက်ပင်ပြုခဲ့ပေသည် ညီငွေရသောအကြောင်းများလည်းတော်တန်ရှိခဲ့ပေသည် မောင်ထူးအောင်မိတွင်တွင် သူမိခင်ဆုံးခဲ့လျာမောင်ထူးအောင်ဖခင်ဥတ္တအောင်ယခုဥကိတရသည်ရသားလေးကို ပိုက်လျက်ကတိကရီကြံငယ်ရှာသည်ကလေးကိုအမဖြစ်သူက ပြုစုဆောင်ရှောက်ပါတော်လေစောက်တရားမရရှိရသည်ကိုတောင်ကိုရိုင်းကလည်းအသက်28နှစ်အရွယ်ကောင်းဖြစ်သောကြောင့်မကြည့်ရသောဆွေမျိုးသားချင်းများက မမေစီအမည်ရှိသောကျောင်းဆရာမလေးတယောက်နှင့်မောင်ထူးအောင်ငားလာသားအွေတွင်ဆက်ဟပ်ပေးစားကြသည်ကိုတောင်သည်အရင်အိမ်ဆောင်ကလေးကရန်ကုန်တက္ကသိုလ်ဥပစာခရမ်းမှထွက်ခါရုံတရုံတွင်ဝင်လုခဲ့ရာနှစ်ဦးသားဝင်ဝင်နှင့်ဖူလုံစွာစားတောက်နေထိုင်နိုင်ကလေးသည်သို့သောကလေးမချစ်တတ်သောမမေစီသည်ကလေးနုံအတာလုံးဝမခံနိုင်မရှိစဉ်ကိုတောင်ကလည်းကလေးလေးကိုမိတဲ့စိုးမို့အလိုလိုက်ရာ လင်မယားမကြခဏကတော့ကဆက်ဖြစ်ကြသည်တီးကြတယ်ခလေးကိုမိုးမမြင်လင်မမြင်ချစ်တော်ကိုသက်အောင်အမဒေါခင်တီကလင်မယားချာဝင်ကမမေစီအားမကြခဏအပြစ်ဖို့ရလေသည်ဤတွင်ကိုသက်အောင်နှင့်မမေစီတို့ဤဇလန်းမှတခမ်းရက်ခရလေတော့သည် စိတ်ထက်သောမမေစီသည်အိမ်မှအပြီးပိုင်းထွက်ခွာသွားခဲ့လေသည် မောင်ထူးအောင်တခါလေသာတသာကားပင်သည်တီတော့ မောင်ထူးအောင်နှခါလေသားမပြေမီကအခိုက်အတန့်သဘောနှင့်ပစင်းတက်ခဲ့သောဥကေတရာသည် လူမထွက်တော်ပါဘူးဟူသောဆွေမြဲသည့်ယုံကြည်ချက်နှင့်ဆရာတော်ဖျားထံဂရိကဝုပြုခဲ့လေသည်တင်ငန်းစီ၍ဂရိပြုပြီးနှစ်နှစ်သုံးနှစ်အတွင်းတော့စိတ်ထဲ၌မငြိမ်မသက်နှင့် လူထွက်ရကောင်းလင်မလားဟုတွေးခဲ့မိသေးသည်ဟေးမဖြစ်သေးပါဘူးတန်လျာဝန်တာလေးလွန်လာတယ်ဘဝတန်လျာဆိုတာရက်တိုးတိုးနဲ့ဖြတ်မှာ မဖြတ်ရင်ငါနေတဲ့နေတော့မှာပေါ့ဟုအားခဲကတင်ငန်းဝင်းနဲ့နေလာလိုက်ပြီးမှယနေ့အထိပင်ဒီမောင်ထူးအောင်ခုနှစ်နှစ်သားအရွယ်တွင်အမားဖြစ်သူဒေါခင်တီဆုံးသွား၍မိဘမဲ့သားကလေးအနေနဲ့တူတူတိတ်တိတ်ကြောင်းတို့ခေါ်ထားခဲ့လေသည် လောကရန်ကိုရင်ဆိုင်နိုင်သောစိတ်များသည်လည်းအမားခမ်းရအမြုတေဗမာဖြစ်ပြီးထူးခြားတုံ့လောက်ခြင်းမဖြစ်မီမောင်ထူးအောင်ကိုတခြားကြောင်းသားများနှင့်အတူ ရောနှောထားကား တခြားចောင်းသားလေးများထက်မပိုသောစိတ်လဲထား၍ရခဲ့သည်ထုံ၍ပင်နေလေသလားတော့မပြောရက်ပေသို့သော ယခုလိုခီးသွားရင်လာရင် ထူးကဲစွာအညောင်ထိုးလာသောတန်ရောစဉ်စုကလေးကိုတော့မကြေမချမ်းဖြစ်မိသေးသည်တခြားចောင်းသားတယောက်ကိုလည်းငါဟာကျင်နာယူရတာပဲပရိဒါလုပ်ငန်းတွေလုပ်ကလေးကထူးကဲတဲ့မေတ္တာစေနာတွေပို့လာတာတော့အပြေလိုယူဆရမလားဟုလည်းဖြေသေးသည်ဥပစင် ဟေးတပည့်တော်တို့မင်းတက်မှာတခါတည်းနေတော့မှာလားအခြေအနေရပေါ့ကွာအဲ့ဒီမှာရှိနေနေတဲ့သာသနာပြုဌာနနဲ့ဆက်သွယ်ရမယ်ဥပဇင်းကခေပညာတက်လို့ခေပညာတွေသင်ပြရမှာလားဟင်အေးပေါ့ရွာတွေကိုရောမသွားရဘူးလားသွားရမှာပေါ့မြို့ပေါ်မှာသာလူတွေစုနေတာတောင်နှံရွာကလေးတွေဆိုတော့သွားတဲ့လူကသိရှိတာမဟုတ်ဘူး ဒီလိုသွားရရင်တပည့်တော်ပြောရဲဖျက်အေးမင်းကပြောဖို့လားလေဒီမှာလူတွေတဝက်တစ်ခါအတွက်ဘလောက်ဆင်းရဲပင်ပန်းတယ်လဲလမ်းပန်းအဆက်အသွယ်ကလည်းခက်တဲ့နဲ့အာလုံးပညာတတ်မှလူတန်းစီနေနိုင်ဖို့ကြိုးစားကြမယ်တောင်ဆွေတောင်နှမ်းများမှစောင်းရသည်ဤမြို့ကိုများမှလေပင်ရာသို့တလိမ့်လိမ့်လိုက်ပါနေသည်စိမ့်ဖန်ပန်းနှင့်တစ်ပင်ပြိုများထက်တွင် ကြေးငှက်တာရကာတို့သည်တော်တော်ညံလျက်ရှိလေသည် နေကြီးလင်းပင်၍ ရွှေကြီးမြင့်တောက်ပါ၍လာတော်လေအေးတကလွန်ကဲတော်မင်းမိုးသားများလည်းတလေးလေးတနေသည် မိုးသားတွေတက်လို့အချမ်းပေါ်တာဖျက်ရောဖို့အိုတို့ကနှာချီနေသောဥက္ကေတရအားလှမ်းကြည့်ကရှောက်လိုက်လေသည်ဒါတော်အတော်အေးတာပဲခုချိန်မှာကံပတ်လက်မှာရေတောင်ခဲ့တယ်ဒါဖြင့်ကံပတ်လက်မှာတပည့်တော်သွားခြင်းနဲ့ဖျက်ရေခဲစခြင်းနဲ့ မောင်ထူအောင်ကကြားဝင်၍ပြောမိပြောရာဆိုပြောလိုက်ရာကားပေါ်ပါလာသူတချို့ကရီမောကြလေသည်ဒီကောင်လေးဟာဘာရီလျှောက်ပြောနေလဲဥကေတရာကမမဲလိုက်မှ မောင်ထူအောင်သည် မျက်စိကလေးပေကလက်ပေကလက်နှင့်ငြိမ်သက်နေသည် ထို့နောက်မောင်ထူအောင်သည်ဘယ်ချိန်ကဝယ်လာမှမသိသောစိမ်းစားဥကိုအေးရသည့်ကြားထဲတကြွကြွကြိုက်ဝါကမြင်ရင်ရှက်ရည်စား၍နေပေသည် ထို့နောက်ကလေးငယ်ကိုကြောပိုးလွယ်ကရက်နေသော သူ့နေရှိချင်းမလေးတူကိုစိန်စားဦးစားပါအောင်လားဟု လော့ကွပြူကပြူရင်းနေသည်ဗမာစကားကိုနားမလည်တလဲရှိရန် တူသောချင်းမလေးသည် ပြုံး၍ခေါင်းကိုခါရန်ပြလေသည် ပရေထိုးထားပေမဲ့သူ့ပြုံးနှင့်အလှမှပွင့်လင်းလာလေသည် ပမိုလေးများနီမြန်လျက်မျက်စံအိမ်မှမဲနက်တောက်ပါနေသည် အသက်20ခန့်သာရှိသေးသောသူ့အတွင်မှ နုပြိုဆူလန်းလာသည် ထူအောင်မင်းအစားတွေဘာတွေသူတို့ကိုအရင်သွားမကြွေးနဲ့သူတို့ကတိတ်ယိုးသားတယ်ရှေးတုန်းကလူတွေကလည်းအခုချင်းမျိုးသားတွေလိုပဲတဲယိုးခဲ့တာဟုတ်ကွာခုခေလူတွေလိုအကွေကောင်မှတဲမရှိပဲဘာမဆိုဓာတ်ရိုက်တွေးတာပဲမောင်ထူအောင်ကကောင်းတညိမ့်ညိမ့်နဲ့စိန်းစားဥများကိုတကြွကြဝါစားလာစေတွင်ဥကိတရာကမင်းစိန်းစားဥကိုလှုပ်ပြလိုက်စမ်းအေးရတဲ့ဈားတွေကနေလည်းမကောင်းဘူးမဟုတ်လား တီကောင်တဲပြောရတဲ့ကောင်ပဲ။မောင်ထူအောင်သည် စားလက်စစိမ့်စားအုပ်ကိုလွှတ်ပြလိုက်လေသည်။မောင်ထူအောင်က အစာမစားတော့လေထုံးစံအတိုင်းထိုင်လိုက်ထားလိုက်ကြည်လာပြန်သည်။ဥကေတရသည် မောင်ထူအောင်ဘလို့နေနေဟန်တာခြင်းမပြုတော့ပဲခေါင်းထဲသို့လှုပ်ကိစားများထည့်သွင်းကခမစိတ်လိုက်ပါလာလေသည်။လန်ခီတွင်ဥက္ကေတရာ၏လုပ်ငန်းကိုစိတ်ပါဝင်စားသောပခုတ်ကူမျိုးမှပန်ရာရှိဥမြင့်စိန်တို့က ဒီနယ်တဝှဤအခြေအနေရရက်ကို ရှင်းလင်းရင်စကားလက်ဆုံးကြာလာလေသည်သူတို့နှစ်ဦးလည်းခက်ခဲသောခီးချမ်းများကိုနှဲလှဲ့သွားလာနေကြဖြစ်လေသည် နနက်၁၇နာရီတွင်ကုန်းမြေမြင့်တွင်တရှိသောမင်းတမျိုးတို့ ရောက်ရှိလာခဲ့လေသည်ခြံဝင်းခတ်ထားသောတောင်ရခင်းများနှင့်တစ်လွင်တောက်ပသောအဆောက်အအုံများကို တောင်ကုန်းအစဉ်စဉ်တွင်စောက်ထားသည်ကိုမြင်တွေ့ရလေသည် တောင်ဘက်မိုင်၃၀ခန့်အကွာတွင် ပီတောင်းကျော်မြင့်သောဝီတိုရီယာခေါ်နှမတောင်ကြီးသည်မမမမတီရှိနေသည်ပဝင်းကျင်တခိုတွင် တောင်နှမောင်းတောင်တန်းတောင်ထွက်များအစီအရေရှိနေသည့်အပြင်နှွေသစ်ပင်တို့သည်လည်းတော်ဖြည့်၍နေသည်အိမ်ဝန်းချံနှင့်ချံစီယိုတို့၌နှင်းစီပွင့်အဖြူအနီးပန်းရောင်တို့သည်ဆွင်ဆွင်ကားကားအစုပ်လိုက်အစုပ်လိုက်ဖူးပွင့်နေကြသည်ဥက္ကေတရာဤခရီးက တကိုချင်းစေနာဝင်နဲ့ဖျက်ကျော်လာခဲ့တော်လေယခုတော့မှဘန်းရရှိများကများစွာအကူအညီပေးလျက်ရှိသည်ဘာမဆိုမဖြစ်မနေဆောင်ရွက်ရန် ကြိုးပမ်းလိုသောဥက္ကေတရာကအတက်လျက်ရှိလေသည်ဒီနေ့တွင် တောင်နှန်းသာသနာပြုဌာနရှိနေနေတော်လေမိမိအနေနှင့်အင်အားဖြည့်၍စွန့်စွန့်စားစားနှင့်ဖွံ့ဖြိုးသည့်ထက်ဖွံ့ဖြိုးအောင်ပြုလုပ်ရမည်ဖြစ်လေသည်တောင်နှန်းခီးချက်နှင့်ပင်မဆင်းရဲသောဒဏ်ကိုမဖြုံးလျက်ရှိသော ်ယဟန်ကိုအားလုံးကပင်လိုလိုချင်းချင်းကြိုဆိုကြလေသည်ခရိုင်ဝင်ရုံးမှတောင်ကုန်းအစဉ်ကားပေါ်တွင်မောင်ထူအောင်တယောက်အတန်တိတ်ဆိတ်လာသည်ဟုတွေးတော်မိစဉ်ဥကေတရာဤရင်ခွင်ထဲသို့မောင်ထူအောင်ဤဥကောင်းသည်ထိုးဆိုင်ကြလာသည်ဥကေတရာက မောင်ထူအောင်ဤကောင်းကိုအသာအရာဆွဲမလိုက်ပြီတဲဒီကောင်းအင်းငိုင်လာပြီထင်နေဟိုတီတော်ရေရွယ်လိုက်သည် မောင်ထူအောင်ကအိမ်ငိုက်လာခြင်းမဟုတ် အပြင်းပြား၍တရီလက်လော့ဖြစ်နေခြင်းပင်သည်သူ့လက်ဖျားများမှအေးဆက်လျက်တကိုယ်လုံးမိကဲ့သို့ပူပြင်းနေသည်အဖြူရောင်မျက်သားသာလျင် ပေါ်နေသော မျက်စီများလန်ကကိုမာရင်ထုံနေသည်တီတော်မှဥကိတရာက ဆိုရင်တကြီးနှင်းဒီကောင်ဘလို့ဖြစ်တာလေထူအောင်ထူအောင်ဟင်အဖျားကြီးပြီးတက်နေတာလားထူအောင် ရေခဲပမာအေးဆက်နေသောလက်နှစ်ဖက်ကိုကင်လှုပ်တော်လေကလေးကပြန်ထူပေါ်မယာကလေးသိပ်ဖြားနေတဲ့ဥပစဉ်စိတ်ယုံပို့မှထင်နေကားပေါ်မှာလူတယောက်ကအကြံပေးလိုက်လေသည် ဥကေတရာကစကားပြန်မပြောနိုင်မဲအတန်ကြာငိုင်းနေရမှာအေးပို့မှထင်နေဟုတ်သားမိန်ဆိုမိလေသည် တလန်းလုံးအေးခံလာတာကိုဟုတ်ပြောရင် မျက်စိထဲ၌ရှဲကြအင်ကြီးပြပြ အပေါ်မှာဖြင်းချမ်းတိုက်ပုံ အကြလေးကိုကျဲသည်မတက်ပဲဒီအတိုင်းရင်ဘတ်ဟာပြဲဝလာသည်ကိုမြင်အောင်မိပြီးနောက်ကျဲသည်တက်ရန်တတိမပေးမိသည်ကိုစိတ်မကောင်းဖြစ်မိသည်သည်။အိုးငယ်တော့တဲ့အရွယ်မှမဟုတ်ပဲ။တင်းမာသာသင်သိရမှာပေါ့။အိယာလေးထဲတောင်စောင်းပါသည်။စောင်းယူချုံလဲဘသူကဘာပြောမှမဟုတ်လေ။ဖြစ်တာနဲတောင်နေသည်တဲ့။ဟိုမနာအောင်ဖွဲ့ကျင်သောစိတ်နဲ့ရင်ထဲမှာတီတိုးမြည်တမ်းမိလေသည်။ အတော်သာနာ၍တည်သက်တန်ရှင်းသောတောင်ကုန်းကမှုပေါ်ရှိမင်းတက်စေယုံတို့တမဟုတ်ချင်းရောက်လာကလေးသည်စေယုံဆောင်းအောင်သည်တည့်ရဲ့တန်ရှင်းယုံများမက အထားသူမှာအလွန်ကြာနာ၍အခန်းများမှာလည်းကြဲကြဲဝန်းဝန်းနဲ့ကရိယာတစားပလားပြပြေစုံစုံရှိနေသည်ကို တွေ့မြင်ရလေသည်အသက်အရွယ်ခန့်ငယ်ငယ်နှင့်ဆရာဝန်မှာပြပြသလဲကယူတစားရှိလာပေသည် တဖက်သားပေါ်ဤမြကျိုးနွန်သောအမှုရာရှိသည့်ဆရာဝန်အားတွေ့လိုက်ရသည့်အတွက်လူနာရှင်သည် များစွာအားတက်သွားရပေသည်သူနာမည်မောင်ထူအောင်အသက်12နှစ်သူ့အဖေနာမည်ကိုတက်အောင်အမေမခင်သွေးချက်ချင်းပင်မောင်ထူအောင်အားဈေးကန်းသို့ခေါ်ဆောင်သွားလေသည်ဥက္ကေတရာသည်စိုးရိမ်ကြီးစွာနှင့်ဈေးကန်းအပြင်တွင်ဆောင်နေသည် စိတ်ထဲကတော့မတတ်မသားရှိလာသည်ဗုဒ္ဓအနုတ္တိပွားများရန်ကြိုးစားသည်မိမိ၏စိတ်ကိုနိုင်ရန်ကြိုးစားလေသည်ဤသို့နိုင်ရန်ကြိုးစားခဲ့သည်မှာနှစ်ပေါင်း၁၀နှစ်ပင်ကြာခဲ့ပြီမဟုတ်လားစိတ်ကိုနိုင်သည့်အခါလဲနိုင်လိုက်ပြီးလွတ်ထွက်သွားသည့်အခါလဲလွတ်ထွက်သွားခဲ့သည်သို့တော်လေဒီစိတ်ကိုပင်ဖမ်းနိုင်ဖို့ရအရေးကြီးသည်မဟုတ်ပါလား မိမိစိတ်များကစေကန်းထဲသို့တစ်ချက်တစ်ချက်ရောက်သွားခဲ့သည်ကိုတော့မတတ်နိုင်ပဲရှိနေသည်ထို့ပြင်မိမိထံခုနှစ်နှစ်သားအရွယ်ကရောက်ရှိလာသောပိုကီတိုတိုပစိုးတိုတိုလိန်ကျင့်နေအောင်ဝတ်ထားသောမောင်ထူအောင်ကိုမြင်နေသည်ကျောင်းတွင်ကလေးကြီးတွေကညှဉ်းပန်းလွန်သဖြင့်ဥပဇင်ဟုခေါ်ကမိမိ၏သင်ကန်းစာကိုဆွဲကလိုက်ပါလာတတ်သောကလေးငယ်၏တွေ့တာမှုမှမနှဲလွတ်အောင်ရှောင်ခဲ့ရသည်များကိုမမေ့နိုင်မီ ဖိုက်ကလေးဆူဆူတင်ကလေးကောက်ကောက်နှစ်တရှုံရှုံနဲ့ကလေးငယ်အပေါ်ဂိယူနာတက်မိသောစိတ်များကိုလည်းအတင်းကြိုးစားဖျောက်၍မတိကျိုးကျွန်ပြုကသစင်းပြင်းပြင်းပမာနေနိုင်လာသောမိမိကိုယ်ကိုမိမိအံ့ဩရင်ဆရာတော်ကလည်းချီမွန်စကားများပင်မောဟခဲ့သည်မဟုတ်တုံးလောမောင်ထူအောင်ငယ်စဉ်ကတော့မိမိလက်ပေါ်ကမချနိုင်အောင်ရှိခဲ့လေသည်ကလေးတဲ့ငိုလျက်နှင့် ကလေးကိုလက်ဖျားနှင်မှထိပေါ်မရခဲ့သောမမေစီကိုပင် ရန်သူသဖွယ်မြင်လာခဲ့မိသည်တကယ်တော့အမေများကိုအများကမေစီခေါ်တော်လေမိမိကစိတ်နှင့်မတင်နိုင်မမေစီခေါ်ရမှနှုတ်ကျင်ပါသွားခဲ့လေသည်မမေစီခမရစိတ်တော်တော်ကျင်းမြောက်နေမိမ့်မှပဲမိတွေးတွေသဘောထားသေးတယ်ဆိုတာအရင်က စားရဲမှာပဲတွေ့ဘူးတယ်ခလေးကိုခမရမချစ်တော့နည်းနည်းမှမတနာဘူးလားမမေစီမိတဲ့ဆိုးပါဗျာ ဤစကလုံးများသည်မမေစီကမိမိအားခွာသွားစေရန်ဖန်နေကလေးသည်တခြားကြီးကျယ်သောအကြောင်းများမရှိဘဲကလေးအတွက်တကြီးကြီးဖြစ်ခါစကန်းသိငယ်ခြင်းဖြစ်ပေသည် တကယ်တော့မောင်ထူးအောင်ငယ်စဉ်ကမမမကြမ်းဖြစ်ခဲ့သောကလေးမို့တဤနှင့်နေလေလီမိမိကမေစီရဲ့ပေါ်အထင်မှားဖို့ဖြစ်လေလေပင်သည်တန်လျာဝစင်းရဲတွင်မကင်းနိုင်သော သဘောတရားပေတကားတို့ကြောင့်ပင် လွတ်အောင်ရုံးခဲ့သည်မဟုတ်ပါလား။ထို့ပေမဲ့နှောင်ကြိုးမြင့်ကတည်တည်နှင့်တဲမိအောင်တည်ခြင်းသေးသည်။စေကန်းနယ်သို့အာယုံစောကိုင်းစေကန်းနယ်မှအဝါရောင်နှင့်အနက်ရောင်ဆက်လျက်ထွက်လာလေသည်။ဥကေတရသည်ရုတ်တရက်လှမ်းကြည့်မိရာမှမျက်လွာချလိုက်မိလေသည်။ဆက်ကုအိနီချကတိတ်ခါပုတ်ထိန်လာသည်မှဆယ်နှစ်ရှိခဲ့ပြီမို့သူစိတ်ကမပြင်းမန်းတော့လေရင်ထဲတွင်မတိမသားတုံးလုံးမိသေးသည်။ ဥပဇင်ဥပဇင်ဟာခေဆန်သောအဝါရောင်အကြနှင့်အနက်ရောင်ထမင်ဝတ်ထားသောအမျိုးသမီးကစတင်၍နှုတ်ဆက်လိုက်လေသည်ဥကေတရာအားစက်ခုအိန္ဒြေချမြဲချလျက်နှင့်တက္ကမတို့ဒီရောက်တာကြာပြီလားခြောက်လာပဲရှိပါသေးတယ်ကလေးတွေဖေအလုံးနဲ့ပြောင်းလာရတယ်လीအော်အော်ဥပဇင်ကဘာကိစ္စနဲ့ဒီကိုကြွလာတာလဲဖေရသာသနာရေးအတွက်ပါပဲ တောင်နှန်းသာသနာပြုဌာနနဲ့ဆက်သွယ်ဖို့ရောက်လာတာပဲ။ဖျားနေတဲ့ကလေးဟာဥပစင်ရဲ့ចောင်းသားလား။ဟုတ်တယ်။မောင်မောင်ထူးအောင်လား။ဥကေတရာကအဖြေမပေးခမစိန်နေသည်။တော်မင်းစီကသာအာတုံအာနာနှင့်မျက်နှာလဲညှိုးကမျက်ရည်များလဲလဲလျက်ခလေးကတက်တာပါပြီတပည့်တော်သားလေးသာတတိမရသေးဘူးအော် တကမာကြီးသားလေးလည်းဖျားနေသလားတင်မနမိုနီယာဝင်တယ်လို့ဒေါက်တာက ပြောပါတယ်တပည့်တော်ကို ခွင့်ပြုအောင်ဖျားတော်မီစီကအနီးမှဖြက်လက် သွက်လက်စွာထွက်ခွာသွားလေသည်ဥကေတရာသည်မျက်လွာချနေစင်းနှင့်ကောင်းပြီဟူသာပြောလိုက်သည် မောင်ထူအောင်တတပါပြီဆိုသောကြောင့်ရင်ထဲမှအလုံးကြီးကျသွားလေသည်တာဖြစ်ထက်တောင်နန်းသာသနာပြုရေးကိစ္စများတွင် မိမိအနည်းတွင်လက်တော်လက်တောင်းများစွာအကူအညီရမည်ကလေးဟု တွေးမိသောကြောင့်လည်းဖြစ်သည်တကယ်တော့ဆရာတော်ကိုယ်တိုင်ကဒီကလေးကို ထဲလိုက်ခြင်းဖြစ်လေသည်ဆေးရုံရှိရာတောင်ထိပ်မှအောက်သို့လှမ်းမျောကြည့်လျင်မြို့ကိုယ်တွေတလူလူလွင့်တက်နေသည်ကိုမြင်ရပေသည်မောင်ထူးအောင်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေမိမိလုပ်ငန်းကိုတော့အောင်မြင်အောင်ပြုလုပ်ရမည်မဟုတ်ပါလားယဟန်ဆေဝါအနက်ခုနဝါတတန်းတစ်လျှောက်တွင် တောင်နှမ်းသာသနာပြုရေး၌အချိန်ကုန်ခဲ့သေးတာဖြစ်လေသည်။ကချင်ပြည်နယ်၊ကယားပြည်နယ်၊ရှမ်းပြည်နယ်များအနှံ့နေဇော်နယ်ပြများအထိရောက်ခဲ့သည်။အောင်လဲအောင်မြင်ခဲ့သည့်ကြေးသားသည် စိုက်ပျိုးရေးလူမှုရေးကအစပြုစုပြုထောင်ရင်းသာသနာအသေးအပွင့်ဖြစ်သော ပရိဒါလုပ်ငန်းများကြောင့်တောင်နှမ်းသားလူငယ်လေးများကြီးပွားလာခဲ့လေသည်။ယခုဆိုရင် မိမိတပည့်များထဲမှဥပဇာကောလိပ်များသို့ရောက်သူများပင်ရောက်ခဲ့ကြပေပြီ။ဤသို့နှင့်ရှေ့ကြံစီများကို တွေ့ရင်ခေါ်ရင်ရသည့်အချိန်ပိုင်းတွင်ကိုယ်အတွက်ဗုဒ္ဓနုဒတိတရားများကိုလည်းပွားများပြည့်အောင်ပွားများသေးသည်။ထို့ပင်မေတောင်မီးခင်တို့၏ပင်မန်းဆင်းရဲသောဘဝနှင့်စိတ်အေးသောရာသီဥတုကိုလည်းကြားဖြတ်တွေ့မိသေးသည်။တို့တွေ့ရင်ဝမ်းထဲမှတကြုံကြုံမြင်နေသဖြင့် နနက်စာ ဆုံးမဖုံးပေးရသေးသည်ကို အမှန်ရမိတော့သည်မြဝတီမဂဇင်းဇန်နဝါရီလ60ပြည့်နှစ် နားဆင်ပေးခဲ့တာအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကျမတို့နောက်ထပ် audiobook မှာပြန်ဆုံကြမယ်နော်။ကောင်းသောနေ့လေးဖြစ်ပါစေရှင်။